ရုရှားဖက်ဒရေးရှင်းနိုင်ငံမှာကျင်းပပြုလုပ်မဲ့1941-1945မဟာမျိုးချစ်စစ်ပွဲကြီးအပွဲ280ပြည့်အထိမ်းအမှတ်ဆေးပြခန်းနာကိုတက်ရောက်ရန်အတွက်မော်စကိုမြို့ကိုရောက်ရှိနေတဲ့နိုင်ငံတော်စီမံချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မူကြီးမြောင်လိုင်ဟာမေလာရှိရင်ဒေတာစံတော်ချိန်ညပိုင်းမှာခရမလင်နန်းတော်မှာရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတမစ္စတာဗလာဒီမာပူတင်ကတဲခင်းဧကန်နဲ့ညစာစာပွဲကိုအခြားနိုင်ငံအကြီးအကဲများနဲ့အတူပါဝင်တက်ရောက်ပါတယ်။ ပထမဦးစွာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မူချင်းမင်းအောင်လှိုင်နဲ့1941 1945မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ280ပြည့်အထိမ်းအမှတ်အစည်းအပြအခမ်းအနားကိုတက်ရောက်ရန်ရောက်ရှိနေတဲ့အခြားနိုင်ငံအကြီးအကဲများကိုခရမ်လင်နန်းတော်မှာရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတမစ္စတာဗလာဒီမာပူတင်ကကြိုဆိုနှုတ်ဆက်ပါတယ်။ အဲဒီနောက်နိုင်ငံတော်စီမံချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်နဲ့အခြားနိုင်ငံအကြီးအကဲများဟာရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတနဲ့အတူအန်ဒရစ်စကီခမ်းမမှာ1947-1945မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ20ပြည့်အထိမ်းအမှတ်ဂုဏ်ပြုကာပွဲကိုအတူတကွကြည့်ရှုကြပါရစေ။ အရင်နောက်ညစာစပွဲကို Alexandrovsky ခန်းမမှာကျင်းပရာပထမအဦးဆုံး Russian Federation နိုင်ငံသမ္မတ Mr. Vladimir Putin ကကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပါရယ်။ အဲဒီနောက်နိုင်ငံတော်စီမံချုပ်ရေကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်နဲ့အခြားနိုင်ငံအကြီးအကဲများဟာရုရှားဖက်ဒရေးရှင်းနိုင်ငံတမရနဲ့အတူတကွညစာတုံးဆောင်ကြပါရယ်။ညစာတုံးဆောင်ပြီးမှရုရှားဖက်ဒရေးရှင်းနိုင်ငံတမရမစ္စတာဗလာဒီမာပူတင်ဟာနိုင်ငံတော်စီမံချုပ်ရေကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်နဲ့ညစာစားပွဲကိုတက်ရောက်လာကြတဲ့နိုင်ငံအကြီးအကဲများကိုရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့တယ်လို့သတင်းရရှိပါရယ်ရှင်။